မင်္ဂလာပါရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြာတော့လေအားလုံးပဲပေါ့နော်ကျွန်တော်အပေါ်ထက်အောက်ထက်လို့ပြောတဲ့အခါမှာအသုံးပြုတယ် upstairs downstairs โอเคအသုံးများတယ်ဒါပေမဲ့တစ်ခါလေးမှာသိရလေးနည်းနည်းလေးလိုအပ်နေတဲ့ပုံတော့အဲ့ဒီရဲ့ upstairs downstairs ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ကရှင်းပြပေးနေတာဖြစ်ပါတယ်ရှင့်โอเคဆက်လိုက်ရအောင်ကျွန်တော်ဒီ upstairs downstairs ကိုကျွန်တော်တို့ပုံစံသုံးမျိုးနဲ့သုံးလို့ရပါတယ်ရှင့်โอเคအရင်ဆုံးကျွန်တော်တို့နံပါတ်1အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ adverb အနေနဲ့ as adverb ပုံတော့သူ့ကိုကျွန်တော်တို့ဒီ upstairs downstairs ကိုပေါ့နော်ကျွန်တော်တို့ adverb အနေနဲ့သုံးမယ်ဆိုလို့ရှိရင်တဲ့သူကကျွန်တော်တို့ adverb အနေနဲ့သုံးတာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့ preposition နဲ့ဆရာမလို့တော့နော်ဘာလို့လဲဆိုတော့သူ့ကိုကျွန်တော်တို့ adverb အနေနဲ့သုံးတာဖြစ်တဲ့အတွက်သူ့ကိုယ်တိုင်းကိုရအဓိပ္ပာယ်ကက upstairs ဆိုလို့ရှိရင် upper deck မှာ downstairs ဆိုလို့ရှိရင် out deck မှာဆိုတဲ့ပုံစံဖြစ်ပြောတာဖြစ်တဲ့အတွက်သူ့မှာကျွန်တော်တို့ကကျွန်တော် preposition ထည့်စရာမလိုတော့သူ့ရဲ့မူရင်းအဓိပ္ပာယ်ကအပေါ်တက်မှအောက်ထက်မှဆိုတာဖြစ်သွားပြီပေါ့နော်။ Okay ဥမာအနေနဲ့ဆိုလို့ရှိရင် The kids are playing downstairs. ကလေးတွေအောက်ထပ်မှာကစားနေကြတယ်တဲ့။အဲ့တော့ကျွန်တော်ဒီမှာ preposition လိုက်ရှာမလို့တော့။နော်။နောက်ဥမာရင်းနဲ့ဆိုလို့ရှိရင် I am going upstairs to take a nap. ငါအပေါ်ထက်ကိုသွားပြီတဲ့။ဘာလို့ဆိုတရေတမောအိပ်ဖို့တဲ့။ Okay. အဲ့လိုမျိုးအပေါ်ထပ်မှာအောက်ထပ်မှာဆိုပြီးတော့ adverb အနေနဲ့သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်ကဘယ်လိုမှတော့သူ့ကို preposition လိုက်ရှာမလို့ပါဘူးရှင့်။ Okay နော်။ ။ Now နံပါတ်2တို့ကျွန်တော်ဘယ်လိုသုံးလို့ရတယ်လဲဆိုရင်ဒီ upstairs downstairs ကိုလေ now now နဲ့လည်းသုံးပြုလို့ရပါတယ်ရှင့်။အဲ့တော့တို့ကျွန်တော်ကအဲ now နဲ့လည်းသုံးပြုမှာဆိုလို့ရှိရင်သူ့ရဲ့အသေးပေးရကြတော့ဒီမှာဆိုအပေါ်တဲ့အလှွာအောက်ထက်အလှွာဒီပုံစံဖြစ်သွားတာပေါ့။အပေါ်တဲ့နေရာအောက်ထက်နေရာအဲ့လိုဖြစ်သွားတာပေါ့နော်။ဒီကကျွန်တော် referring to the area ตัวနေရာကိုတော့ပြောရင်ညွှန်လိုက်တာပေါ့။ now နဲ့လည်းသုံးမှာဆိုလို့ရှိရင်နော်အဲ့တော့ဥမာနဲ့ဆိုလို့ရှိရင်ဒီမှာနော်ဒီမှာဆိုကျွန်တော် the upstairs ဆိုလို့ရှိရင် the upper floor နောက်မှ the upper area အပေါ်တဲ့အလှော်နာမွေအပေါ်တဲ့နေရာ the downstairs ဆိုလို့ရှင်အောက်ထက်အလှော်နာမွေအောက်ထက်နေရာအဲ့ဒီဘောဖြစ်သွားတာပေါ့နော်ဥမာနဲ့ဆိုလို့ရှင်ဒီမှာဆိုရင် the bathroom is on the upstairs နော်အဲကျွန်တော်ဒီရေချိုးခန်းကတဲ့အပေါ်ထက်မှာရှိတယ်တဲ့မဒီမှာကျွန်တော်အုံဆိုးတဲ့ preposition လိုက်သွားပြီဘာလို့လဲသူ့ကိုကျွန်တော်ဒီ the upstairs ဆိုပြီးတော့ now အနေနဲ့သုံးတာဖြစ်တဲ့အတွက်နော်ဒီမှာဆိုလို့ရှင်လေ I cleaned the downstairs ငါအောက်ထက်ကိုတဲ့နော်အောက်ထက်အလွာပေါ့နော်အောက်ထက်နေရာကိုရှင်းလင်းပြီးသွားပါပြီတဲ့ this morning ဒီမနက်ကတဲ့ဒါလေးကျွန်တော်တို့နောင်းနေနေသုံးတယ်သူဒီလဲနောင်းနေနေသုံးတယ်ဒီမှာ article တွေပါလို့နော်နောင်းနေနေသုံးတာမသုံးတာဘယ်လိုခွဲလို့ရလဲဒီမှာ article တွေပါရင်ဒါနောင်းနေနေသုံးတာကကျွန်တော် adverb နဲ့သုံးတယ်ဆိုလို့ရှိရင် article မထည့်ရဘူး okay နော်နောက်တစ်မျိုးရှိပါသေးတယ်ရှင်ဟုတ်ကဲ့အဲ့တော့နောက်ကျွန်တော်တို့နံပါတ်3အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ upstairs downstairs ကိုပေါ့နော်ကျွန်တော်တို့သူ adjective နဲ့လည်းသုံးလို့ရပါတယ်ရှင် okay upstairs downstairs ကိုပေါ့နော်ကျွန်တော်တို့ adjective နည်းနည်းသုံးမယ်ဆိုလို့ရှိရင်သူ့ရဲ့အဓိပ္ပာယ်ကဥမာ upstairs ဆိုလို့ရှိရင်အပေါ်ထဲနဲ့ဆိုင်သော downstairs ဆိုလို့ရှိရင်အောက်ထဲနဲ့ဆိုင်သောဆိုတော့ adjective ပုံစံအနေနဲ့သုံးလို့ရတယ်ပေါ့နော်သူ့ကိုကျွန်တော်တို့ adjective ပုံစံအနေနဲ့သုံးတာဖြစ်တဲ့အတွက်သူ့နောက်ကနောင်လိုက်ပေးရတယ် okay နော်အဲ့တော့ဥမာအဖြစ်ဆိုလို့ရှိရင်နေဒီမဲ the upstairs bathroom အဲ့တော့ဒီ the upstairs ဒီကျွန်တော်တို့ adjective ဖြစ်သွားပါတယ်နော်ဒီ bathroom ကကျွန်တော်တို့နောင် ဲ့တော့ဒီအပေါ်ဓာတ်အိတ်ခမ်းပေါ့ညီမဆိုအပေါ်ဓာတ်နဲ့ဆိုင်သောအိတ်ခမ်းညီမဆိုအပေါ်ဓာတ်အိတ်ခမ်းပေါ့တို့ဒီမှာဆိုဒီဒီ appstairs ဒီကျွန်တော်တို့ဒါ additive ပုံစံသုံးသွားတယ်သူတို့သူတို့ကကျွန်တော်နောင်းလိုက်ထားတယ်เนาะအဓိပ္ပာယ်ကအပေါ်ဓာတ်အိတ်ခမ်းကတဲ့ is bigger ပိုကြီးပါတယ်တဲ့နော်အဲ့ဒါကျွန်တော်ဒီဒီမှာကျတော့သူ့ကိုကျွန်တော် adjective အနေနဲ့သုံးသွားတယ်။နောက်ဥမာအနေနဲ့ဆိုလို့ရှိရင် she had a noise in the downstairs kitchen ဒီမှာလည်းအဲ့လိုပဲ the downstairs ဒီကျွန်တော်တို့ဒါ adjective ပုံစံဖြစ်သွားပါတယ်။ kitchen က now ်အောက်ထပ်မိဖို့ကြောင်းနော်အဲ့တော့သူမကတဲ့စုညာနဲ့အတန်တန်ကြားခဲ့ပါတယ်တဲ့အောက်ထပ်မိဖို့ခံတာတဲ့နော်ဒါမှဆိုဒါကျတော့အပေါ်ဒက်အိခန်းဒါကျတော့အောက်ထပ်မိဖို့ခံမိဖို့ခံပေါ့နော်အဲ့ဒါဒီနောက်မှာကျွန်တော်တို့ကဒီ the upstairs downstairs ကို active friend နဲ့သုံးသွားပါတယ်ဟုတ်သူနောက်ကကျွန်တော်နောင်းနေလိုက်တာလို့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ကဂရုမာတို့ရှင်းသားပြီးထင်ပါတယ်ရှင် ဒီ upstairs downstairs ကိုပုံစံသုံးမျိုးသုံးလို့ရပါတယ်။နံပါတ်1က adverb preposition မလိုတော့ဘူး။အဓိပ္ပာယ်ကသူ့ရဲ့အဓိပ္ပာယ်ကအပေါ်တက်မှာအောက်ထက်မှာ။နံပါတ်2ကကြတော့ကျွန်တော်တို့ noun သူ့ရဲ့အဓိပ္ပာယ်ကအပေါ်တက်အလွှာအောက်ထက်အလွှာ။နံပါတ်3ကကြတော့ adjective သူနောက်က noun လိုက်ပေးရတယ်။နော်။ body နဲ့ sign တော့ adjective နဲ့ sign တော့ဆိုတဲ့အဓိပ္ပာယ်ပေါ့။ noun နဲ့ကပ်လိုက်ပေးရတယ်။ဟုတ်ပြီနော်။အဲ့တော့ upstairs downstairs ကိုကောင်းကောင်းလေးသုံးသပ်ပြီးထင်ပါလေရှင့်။အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင့်။